အမျိုးတွေအားလုံးမင်္ဂလာပါပိတ်ကြိမ်နောက်ဆုံးကြိမ်လေးကိုစိုက်လေးပြပေးမယ်စိုက်ကိုကြည့်ပါကြိုက်မှ light ထိုးပါပထမဆုံးကျောထေစီလေးဖန်ထားတာလေးပြမယ်တုံညာကိုလေးသုံးလုံးပေါင်းခြင်း3ငါးငါးနှစ်သုံးလုံးပေါင်းခြင်းနှစ်ဒါမှနော်သုံးလုံးပေါင်းခြင်းတဒီကသုံးလုံးပေါင်းခြင်းတုံညာဖြစ်မှရမယ်ဟုတ်လားအဲ့တော့ဒီမှာ3 2 1 ့၃ညဖြစ်ကမယ်အဲ့တော့၃ညဖြစ်ဖို့၃ငါဆိုတော့၈၃ညဖြစ်ဖို့အတွက်ကို2နဲ့ပေါင်းမှရမယ်ဒီမှာ2ထိပ်တစ်လုံးတစ်ဆိုင်မှတ်တာနောက်ဆိုင်ရမယ်၄၃ညဟုတ်ပါဦး2 3ည4 3သုံးလုံးအဲ့မှာတော့2 3ည4 3သုံးလုံးပေါင်းခြင်း6သုံးလုံးပေါင်းခြင်း9သုံးလုံးပေါင်းခြင်း8ဒီတစ်ခါသုံးလုံးပေါင်းခြင်း9ဖြစ်ကမယ်အဲ့တော့၄၃9ဦးဖြစ်ဖို့ဆိုရင်နှင်းနဲ့ပေါင်းမှရမယ် နောက်တစ်ဆိုင်ကလည်းနှစ်ထိပ်ပဲအဲ့တော့ညနေကိုနှစ်ထိပ်အမပရိတ်ဆိုင်ဖမ်းမယ်9 4 9 4 3ဘဝရှင်38ရှစ်ပရိတ်ထွက်တယ်ရှစ်လေးနှစ်နှစ်နှစ်လေးလေးကိုပရိတ်၄ပရိတ်ထွက်တယ်ကုညာနေတော့က9 2 9 96 break 60 break ဒီမှာတစ်ဆိုင်เนาะအဲနောက်တစ်ဆိုင်ကပုံမှန်အပြည့်ဖမ်းနေကြနေကုန် break လေးလုံးက 6လေး6တိဘရိတ်အဲ့တော့6တိဘရိတ်ကပို့ပြီးတော့နှစ်ပင်ကြအနေနဲ့ထပ်မာတယ်အဲ့တော့ဘာလို့ကမလဲနှစ်ထိပ်ပိုင်းနဲ့နှစ်လေးနှစ်ကိုနော်ထပ်ရမ်းမယ်ဆိုရင်ဘရိတ်စုံလေးလုံးနဲ့ကတ်မယ်ပိုးသေးကြခြင်းထိစီပါရောနှက်ကမရွေးအောင်အဲနှစ်ထိပ်ဒီပါဝါနဲ့ချိန်ပြီးတော့ခွန်ထိပ်ကြီးဖြစ်သွားခဲ့ရင် ရေမနာရအောင်နော်အမာဆိုင်ကတော့ဖမ်းထားပြီးသားအဲ့တော့နှစ်ပါဝါခွန်နဲ့ပြန်ပြီးတော့တစ်ချောက်ပရိတ်နဲ့ အဲ့တော့တခြားပရိသုလေးခုနဲ့ပဲထပ်ကပ်ရမှာပဲခွန်လေးနဲ့ခွန်ကိုပဲပြန်ကြအောင်မှာပဲအဲ့တော့နှစ်လေးနှစ်ကိုခွန်လေးခွန်ကိုအကောင်းဆုံးလေးခွက်เนาะအကြိုက်ဆုံးကတော့နှစ်ထိပ်စီတကွက်ထဲရွေးပြပါဆိုရင်အဲ့ဒီမှာနှစ်ကိုတကွက်ထဲအကြိုက်ဆုံးเนาะကြိုက်ရင်ထိုးပါကြိုက်မှထိုးပါအဲအလုံးကိုလက်